နင်းမြုပ်လူနီးပါးဖြစ်နေတဲ့သမုတ်တရားတွေကနိဗ္ဗာန်ဘုံလေးအကြောင်းကဘာပေါ်မှာအမခန်းလာပွားတွေတဘာဝလာတရားတွေနဲ့ငိမ့်ညံ့တဲ့ဘဝတွေကိုမြင်တွေ့နိုင်တဲ့နေရာတွေအများကြီးရှိပါသေးတယ်။အဲ့ဒီထဲကမှပစိဖိတ်သမုတ်တရားရဲ့အလဲဘုံမှာတည်ရှိတဲ့ Kiribati နိုင်ငံဟာအလွန်လှပပြီးငိမ့်ညံ့တဲ့ကျွန်းနိုင်ငံလေးတစ်ခုဖြစ်ပါသေးတယ်။ဒါပေမဲ့ဒီလိုလှပတဲ့နိဗ္ဗာန်ဘုံလေးဟာရာသီဥတုပြောင်းလဲမှုတွေကြောင့်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုရဲ့ကြီးမားတဲ့ချိန်ချောင်းမှုကိုရင်ဆိုင်နေရပြီးမကြာခင်မှာပဲပင်လယ်ရေအောက်ကိုနေမြုပ်ပြောက်ွယ်သွားနိုင်တဲ့အန်ဒီယန်ရဲ့ရင်ဆိုင်နေရပါသည် ဒါကြောင့်မလို့ဒီနေ့ဗီဒီယိုလေးမှာနေမျိုးပြောက်ွယ်လူနီးပါးဖြစ်နေတဲ့နိဗ္ဗာန်ပုံလေးလို့တင်စားခေါ်ပေါ်ကြရင် Curie Party ကျွန်းစုလေးအကြောင်းကိုကျွန်တော်တို့ YH Entertainment နဲ့အတူတူပဲနားဆင်ခန်းစားကြည့်လိုက်ကြရအောင်ပါ။ Curie Party နိုင်ငံဟာကျွန်းစုပေါင်း33ခုနဲ့ဖွဲ့စည်းထားပါတယ်။အများစုကတော့တန်နာကျွန်းကွင်းတွေပဲဖြစ်ပါတယ်။ဒီကျွန်းတွေဟာပင်လယ်ရေမျက်နှာပြင်နဲ့မီတာအနည်းငယ်6ဖီဝန်းကျင်လောက်သာမြင့်ကြပါတယ်။အပူပိုင်းဒေသရဲ့တဘာဝလာပါတယ်။တန်နာကျောက်တန်းတွေ ကြည်လင်တဲ့ပင်လယ်ရေတွေနဲ့ငင်းငယ်တဲ့ဒေသခံလူမျိုးတွေရဲ့ဘဝပုံစံတွေကြောင့်ကမ္ဘာလေခီးသွွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါသည်။အဲဒီမြို့မှာနေထိုင်ကြတဲ့သူတွေဟာအမြဲလိုလိုပြုံးရွှေနေလေးရှိပြီးမြင်းသူတကာတိုင်းရဲ့ရေထဲမှာလည်းအေးချမ်းစီတယ်လို့ဆိုပါသည်။ဒါ့ပေမဲ့ဒီလိုလှပပြီးချစ်စရာကောင်းတဲ့နေရာလေးဟာရာသီဥတုပြောင်းလဲမှုတွေကြောင့်ကမ္ဘာပူချိန်မြင့်တက်လာတာတွေကြောင့်ရေခဲပြင်တွေအေးပြောကျလာတာတွေကြောင့်ပင်လယ်ရေမျက်နှာပြင်ဟာနှင်းစင်တိတိတသာမြင့်တက်လာနေပါသည်။ဒီအခြေအနေဟာ Kiribati လိုဂျုံငယ်လေးအတွက်တော့တိုက်ရိုက်ချင်းချောက်မှုတစ်ခုပါပဲ။ အခုလိုမျိုးဖြစ်ခြင်းအပြင်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုရဲ့အကျိုးဆက်တွေဟာယူရီဘာဒီနိုင်ငံအတွက်ဆိုးရွားလာပါတယ်။ပင်လယ်ရေတွေဟာဂျုံမော်ကိုမကြာခဏဆိုသလိုပုံမူရောက်ရှိလာခဲ့ပြီးဂုံးမြေတွေကိုတိုက်စားကုန်ပါတယ်။ဒါကြောင့်မလို့ရေကြိုရင်းမြစ်တွေထဲကိုပင်လယ်ရေငန်တွေစိတ်ဝင်လာကုန်ပြီးတောက်သုံးရင်ရှားပါးတဲ့ပြဿနာတွေလည်းရင်ဆိုင်နေရပါတယ်။တောက်သုံးရင်ရင်အခက်ခဲရှိတာမဟုတ်ပါဘူး။စိုက်ပျိုးရေးအတွက်လည်းအခက်ခဲတွေရှိလာခဲ့ပါတယ်။ရေငန်တန်ကိုခန်းနိုင်မရှိတဲ့စိုက်ခင်းတွေဟာပျက်စီးကုန်ကြပြီးအစားအစာဖူလုံမှုကိုပါချိန်ချောက်လာပါတယ်။ ိငယ်တဲ့နိုင်ငံလေးတစ်ခုအနေနဲ့အခုလိုမျိုးအဖြစ်ပြက်တရားရေဆိုင်မှုအတွက်အခက်ခဲတယ်လို့ပြောရမှာပါဒေသခံပြည်သူတွေဟာသူတို့ရဲ့ရိုးရာနေအိမ်တွေနဲ့ရွာတွေကိုဆုံးခွာပြီးအမြင့်ပိုင်းဒေသတွေဒါမှမဟုတ်တခြားကျွန်းတွေစီကိုပြောင်းရွှေ့နေထိုင်ရတာမျိုးတွေရှိလာခဲ့ပါတယ်ဂီရီဘာဒီအစိုးရဟာလည်းဒီစိန်ခေါ်မှုကိုရင်ဆိုင်မှုအတွက်နိုင်ငံတကာအတိုင်းအဝိုင်းရဲ့အကူအညီကိုရှာဖွေနေပါတယ်။ယင်းနည်းမြုံမဲ့အန္တရာယ်ကနေကာကွယ်ဖို့အတွက်ဒီလက်အမျိုးမျိုးကိုရှာဖွေနေကြသလိုနိုင်ငံသားတွေကိုလည်းတခြားနိုင်ငံတွေစီကိုပြောင်းရွှေ့နေထိုင်ဖို့အတွက်ဂုံတိတ်ခါရှိစွာပြောင်းရွှေ့ခြင်းလို့ခေါ်တဲ့ Migration with Dignity ဆိုတဲ့အစီအစဉ်လေးကိုလည်းချမှတ်ပေးနေပါတယ်။ဥပမာအားဖြင့်ဒီကျွန်းကသူတွေဟာ PG နိုင်ငံမှာအမျိုးအရွယ်ဝယ်ယူပြီးနိုင်ငံသားတွေကိုအနာဂတ်မှာပြောင်းရွှေ့နေထိုင်ဖို့အတွက်ပြင်ဆင်နေတာမျိုးလည်းရှိပါတယ်။ကီရီပါတီရဲ့ဇာလန်ဟာရာသီဥတုပြောင်းလဲမှုရဲ့တကမ္ဘာလုံးဆိုင်ရာတက်ရောက်မှုတွေကိုအထင်အရှားဆုံးပြသနေတဲ့ဥပမာကောင်းတစ်ခုဖြစ်ပြီးကမ္ဘာကောင်းဆောင်နေနေတဲ့အရေးယူဆောင်ရွက်ဖို့လိုအပ်နေကြောင်းကိုလည်းမိမောင်းထုတ်ပြနေပါသည်။ဒါပေမဲ့လည်းဒီလိုလှပပြီးတာရတဲ့ဂျွန်လေးဟာတိတ်မကြခင်မှာကမ္ဘာကြီးရဲ့တဏှာကနေပြီးပျောက်ဆုံးသွားရတော့မှာဖြစ်ပြီး ဘသူ့ပုံမှာအပြစ်တင်လို့မရဘဲပင်လယ်ကြီးကိုသာအပြစ်တင်ရပါလိမ့်မယ်။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကို YH Entertainment ကနေပြီးတော့တင်ဆက်ပေးအောင်မလို့ Like and Follow Subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။